custom tradition culture โอเคအဲ့ဒီသုံးခုရဲ့ကွဲပြားချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယို file လေးမှာကြာတော့လေကျွန်တော်တို့ဒလေထုံးတန်းရိုးရာရင်ကျေးမှုပေါ့နော်။အဲ့လိုမျိုးလေးတို့ပြောချင်တဲ့အခါမှာအသုံးပြုတဲ့ custom tradition culture โอเคအဲ့ဒီသုံးခုရဲ့ကွဲပြားချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။အရင်ဆုံးကျွန်တော်တို့ custom โอเค custom မှာကြာပါတယ်ဆိုတော့သူရဲ့အဓိပ္ပာယ်ကကျွန်တော်ဒလေထုံးတန်းပေါ့။โอเคနော်။ တော့ကျတော့ကျွန်တော်တို့ပြမယ်ဆိုလို့ရှိရင်နေရဒေတာဒါမှမဟုတ်ရှင်လူမှုဖွဲ့စည်းတစ်ခုခုမှာပေါ့နော်ကျွန်တော်တို့အများသောအားဖြင့်ပြုလုပ်လို့ရှိတဲ့ဒလေထုံးတဲ့အလေးထားတွေကိုဆိုလိုတာဖြစ်ပါတယ်ရှင်အဓိကတော့ကျွန်တော်တို့လူမှုဆက်ဆံပေါင်းစည်းတွေမှာပေါ့နော်ပြုလုပ်လို့ရှိတဲ့ပေါ့နော်ကျွန်တော်တို့ဒီအလေးထားတွေဒလေထုံးတဲ့တွေကိုပြောချင်တာဖြစ်ပါတယ်နော်ကျွန်တော်တို့ custom ကလေများသောအားဖြင့် platform ပုံစံနဲ့ပဲကျွန်တော်တို့တွေ့ရများပါတယ်နော်။ Okay ဥပမာနေနဲ့ဆိုလို့ရှိရင် shaking hand is a common custom in many places ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်ခြင်းကနေရာဒေသတော်တော်များများမှာအတွေ့ရများတဲ့ဓလေ့ထုံးတဲ့ပုံစံလေးဖြစ်ပါတယ်။ဟုတ်ကဲ့နောက်နံပါတ်2 tradition သူရဲ့အဓိပ္ပာယ်လေးကကျွန်တော်တို့ရိုးရပေါ့ပြောမယ်ဆိုလို့ရှင်သူကကျွန်တော်တို့မျိုးရိုးစဉ်ဆက်လိုက်ပေါ့နော်စဉ်သက်လာတဲ့ယုံကြည်မှုတွေအလေးထားတွေ stories တွေပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ရိုးရတယ်ဆိုလို့ရှင် tradition ကိုသုံးတာဖြစ်ပါတယ်ရှင် အဓိကအနေနဲ့ဆိုလို့ရှိရင်ကျတော့သူကကျွန်တော်တို့တမိုင်းချောင်းတစ်လျှောက်ကနေပေါ့နော်စင်စက်မပြတ်အစက်မပြတ်စီးစင်းလာတဲ့အလေးထားတွေရိုးရပုံစံတွေကိုပြောချင်တာဖြစ်ပါတယ်နော်။ Okay သူ့ကိုကျွန်တော်တို့အများသောအပြင်ဘလို့နေရာမှာတုံးနေဆိုတော့ရိုးရပွဲတော်တွေအခမ်းအနားတွေနောက်ရိုးရပေါ့နော်တမိုးထားဆန်သက်မဲ့ချက်မှုတွေပေါ့နော်။အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က tradition ကိုတုံးတာဖြစ်ပါတယ်ရှင်။ Okay အဲ့တော့ဥမာအနေနဲ့ဆိုလို့ရှိရင် Danger Festival is a traditional festival of Myanmar ။ကျွန်တော်တို့ဒီကြံပွဲတော်ကမြန်မာရိုးရပွဲတော်ဖြစ်ပါတယ်တဲ့။ โอเคเนาะဒါက tradition ပေါ့เนาะဟုတ်ကဲ့ now ကျွန်တော်တို့ number 3 culture သူရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ယဉ်ကျေးမှုအမွေအနှစ်ကိုဆိုလိုတာဖြစ်ပါတယ်ရှင်သူကဘယ်လိုပုံစံလေးဖြစ်မလဲဆိုတော့လေကျွန်တော်တို့ဒီလူမျိုးစုတစ်ခုရဲ့ပုံတော့ဘဝတက်တန်းတစ်လျှောက်လုံးမှာကျွန်တော်တို့ဆင်းသက်လာတဲ့ရိုးရထုံနှံဒလေးတွေအလေးထားတွေကျွန်တော်တို့အားလုံးပါဝင်နေပုံတော့အဲဥမာနည်းဆိုလို့ရှိရင်ဘာသာစကားယဉ်ကျေးမှုအမှုပညာအစားအစား ရိုးရလက်ထုံးနှန်းတွေအလေးထားတွေအားလုံးပါဝင်နေပေါ့နော်။တို့ကျွန်တော်တို့အဲ့လိုအားလုံးပါဝင်ပြီးတော့ယဉ်ကျေးမှုအမွေနဲ့လို့ပြောချင်တယ်ဆိုလို့ရှိရင်ကြတော့ culture ။ Okay အဲ့ဒါကိုသုံးပါတယ်နော်။ကျွန်တော်တို့ဒီ culture ကကျတော့ကျွန်တော်တို့ကျယ်ပြန့်တဲ့ဘဝတက်တန်းတစ်လျှောက်လုံးနဲ့လည်းသက်ဆိုင်နေပေါ့နော်။ဥပမာနဲ့ဆိုလို့ရှိရင် western culture is different from eastern culture ကျွန်တော်ဒီအနောက်တိုင်းယဉ်ကျေးမှုနဲ့အရှေ့တိုင်းယဉ်ကျေးမှုတွေကကွဲပြားမှုရှိပါတယ်တဲ့။ Okay ဒါ culture ပေါ့နော်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ custom tradition culture ရှင်းသွားပြီထင်ပါတယ်ရှင်အားလုံးပဲကျေးဇူးများလိုက်တင်ပါတယ်ရှင်